လောကမှာလူရဲ့လူဖြစ်လာလို့ရှိရင်ဥစ္စာဒနာရှာဖွေကြရစုဆောင်ကြရတယ်လောကမှာရှိတဲ့လူတွေနေစဉ်ရှာနေကြတဲ့ဥစ္စာရဲ့အည်အသွေးဘုရားမြတ်စွာကရှာဖို့တိုက်တွန်းတဲ့မြတ်သောဥစ္စာရဲ့အည်အသွေးဒီအည်ချင်း200အည်သွေး200ကိုတည်တည်ချာချာ နိုင်ရှင်ပြီးတော့လေ့လာမယ်ဆိုလို့ရှင် အလွန်ကွာခြားတဲ့အည်သွေးတွေကိုတွေးရမှာပါသို့တော်လည်းလောကလူသားတွေဟာနေစဉ်နဲ့အမျှစီးပွားဥစ္စာရှာကြရတယ်မရှာရဘူးဆိုလိုတာတော့မဟုတ်ဘူးထိုစီးပွားဥစ္စာရဲ့အကျိုးပြုမှုသည်အလွန်တာမတူတောင်းတယ်လို့ဆိုလို့ ရထားတဲ့ဈေးဘွားဥစ္စာက လူလောကမှာအကျိုးပြုတာအမတန်မှတူတောင်းလူအသက်ကလည်းအမတန်မှတူတောင်းသည့်အတွက်ကြောင့်တူတောင်းတဲ့တခဏလေးအတွင်းမှာသာထိုပစ္စည်းဥစ္စာကကိုယ့်ကိုအကျိုးပြုနိုင်တယ်အကျိုးပြုတဲ့အခါမှာလည်းပဲသာဝရအကျိုးပြုသလားလို့ဆိုတော့တစ်ဖက်ကအကျိုးပြုသလိုသာဝရလည်းအကျိုးမပြုနိုင်တာတွေတွေ့ရတယ် ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခရောက်ချရတာဒီအများကြီးရှိပစ္စည်းဥစ္စာရွှေငွေယတနာတွေအလွန်တရာများလို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာကြွယ်ဝမှုကိုအကြောင်းပြုပြီးတော့လောကမှာချမ်းချမ်းသာသာ နေနိုင်တယ်ဆိုပေမဲ့လို့ပစ္စည်းဥစ္စာအကြောင်းပြုပြီးတော့ဒုက္ခရောက်တဲ့လူတွေလည်းအများများစွာရှိတယ်ဒါတော့ ဘသူမှမငင်းနိုင်တဲ့ကိစ္စတစ်ခုပေါ့အဲ့တော့လောကမှာပဂတိဥစ္စာတွေက ရှားသာရှားရတယ်ကောင်းတဲ့အကျိုးကြီးပေးတာမဟုတ်ဘူးမကောင်းတဲ့အကျိုးလည်းပေးတယ်လို့ဒီလိုပြောရမှာပေါ့ပဂတိဥစ္စာတွေကဘာတွေနဲ့ဆက်နွယ်နေတယ်လဲလို့ဆိုရင်အဂိတာတာရဏဘောကတဲ့ လောကမှာပဂတိဥစ္စာတွေကအဖြက်မီးနဲ့လည်းဆက်သွယ်နေတယ်မီးလောင်လို့ရှိရင်လည်းကုန်မြန်တာပဲလို့ဒီလိုဆိုတာမဟုတ်မီးဖြက်ရင်လည်းပြက်သွားတယ်ဥဒကတာတာရဏဘောကရေဖြက်လို့ရှိရင်လည်းထုပစ္စည်းကပြက်သွားတယ်ထို့တူပဲရာဇတာတာရဏဘောကတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကသိမ်းယူလို့ရှိရင်လည်းထုပစ္စည်းကကုန်သွားတယ် သောရတာဒရဏဘောကပစ္စည်းကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေတကိုယ်တဝက်တွေတိုက်ခိုက်လူယူသွားလို့ရှင်လက်ထုပစ္စည်းဟာပျက်စီးသွားပြန်တယ်အပိယဒါယ